ားလုံးမင်္ဂလာပါအဝင်းဟင်း channel မှာကြိုဆိုပါတယ်ကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့တခွားရည်ကိုနေ့တိုင်းတောက်ပေးရင်ဒီလိုကောင်းကျိုးတွေကိုရလာမယ်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်တခွားရည်ကို spa တွေမှာအလှပတွေအသုံးပြုခဲ့တာတော်တော်ကြာပါပြီအခုအခါမှာတော့လူပေါင်းများစွာကျန်းမာရေးနဲ့ညီညွတ်ပြီးတက်ကြွလန်းဆန်းစေတဲ့တခွားရည်ကိုအိမ်တွင်းမှာလုပ်ပြီးတောက်လာကြပါတယ်လူတိများပြီးတခြားဓာတ်တွေအများပြားပါဝင်တဲ့ဆိုတာအခြားဖြော်ရည်ဒီနေရာမှာ တခွားရည်ဟာအကောင်းဆုံးအစားထိုးနိုင်တဲ့ဖြော်ရည်တစ်မျိုးဖြစ်ပါတယ်။ဒီဖြော်ရည်ဟာရေဦးအရသာရှိစီပိုးနဲ့ဈေးသက်တာတဲ့အပြင်မြန်မြန်ဆန်ဆန်လှုပ်တောက်နိုင်တဲ့ဖြော်ရည်တစ်မျိုးဖြစ်လာပါတယ်။တခွားရည် Cucumber Water လူကြိုက်များတဲ့ဗီတာမင်ရည်တစ်မျိုးဖြစ်ပါတယ်။တခွားသည်ဟာဈေးသက်တာတဲ့အသည့်တစ်မျိုးဖြစ်ပြီးလှုပ်ရတာလည်းအလွန်လွယ်ကူရိုးရှင်းပါတယ်။ကျမ်းမာရည်နဲ့ညီညွတ်တဲ့အရည်တစ်မျိုးဖြစ်ပါတယ်။လူကိုလည်းလန်းဆန်းစေပါတယ်။တခွားရည်ရဲ့ကျမ်းမာရည်ကောင်းကျိုးတွေကဘာတွေလဲ။နံပါတ်၁ တင့်ခန္ဓာကိုယ်ကိုရေတပ်ပြေဝစီးတယ်။ဒုတိယကနေ့တိုင်းရေ6ခွက်ခန့်နေ8ခွက်တောက်ဖို့လိုအပ်ပါတယ်။ဒါပေမဲ့ရိုးရိုးရေတောက်ရတာတခါတလေမှပြည့်စရာကောင်းနေတတ်တယ်။မေ့နေတတ်တယ်။အဲ့ဒီရေတွေကိုတခွားတီးကိုပါပါလေးလှီးဖြတ်ပြီးထည့်တောက်တာကလန်းဆန်းသွားစီပါတယ်။ရေကိုပိုအရသာရှိသွားစီတယ်။ရေကိုပိုတောက်ဖြစ်သွားစီတယ်။တောက်လိုက်တဲ့အခါလူကိုလန်းဆန်းစီပါတယ်။ခန္ဓာကိုယ်ကိုလည်းရေတပ်ပြေဝစီပါတယ်။ရေတပ်ပြေဝတာဟာ ခန္ဓာကိုယ်အတွင်းသွေးတွေကိုကောင်းကောင်းလည်ပတ်စေပါတယ်ခန္ဓာကိုယ်အတွင်းရှိဆဲတွေရဲ့ဇီဝဗေဒအခြေအနေကို ထိမ့်သိမ့်ဖို့အရေးပါပါတယ်တခွားရီတောက်လိုက်တဲ့အခါပါးစပ်၆တာမောပန်းတာခေါင်းကြိုက်တာဝန်းချုပ်တာနဲ့အသားရည်၆တာတွေကိုတက်တာပျောက်ကင်းစေပါတယ်နံပါတ်၁ကိုယ်လေးချိန်ကိုလျှော့ချပေးနိုင်တခွားရီကကိုယ်လေးချိန်လျှော့ချခြင်းတူတွေအတွက်အလွန်အသုံးဝင်ပါတယ်ကယ်လိုရီလုံးဝနှီးပါမပါတဲ့အရည်အသွေးမျိုးဖြစ်ပါတယ်အချိုရည်တွေဖြစ်ကြတဲ့ဆိုရာ စပို့ဒရင့်နဲ့တည်တည်ဖြော်ရည်ကိုတခွားရည်နဲ့အစားထိုးခြင်းအဖြစ်ကယ်လိုရီကိုလျော့ကျစေပြီးကျန်းမာရေးပိုကောင်းလာစေပါတယ်။ရည်ဓာတ်ပြည့်ဝနေတာဟာဗိုက်ပြည့်တယ်လို့ခံစားရပါတယ်။ခန္ဓာကိုယ်ကရေစာရာနဲ့ဆာလောင်တာကိုတခါတလေမှရောထွေးနေတတ်ပါတယ်။တခွားရည်ကိုတောက်ခြင်းအဖြစ်ခွဲခြားသိနိုင်ပါတယ်။ရေစာတဲ့အခါရည်ဓာတ်ဖြည့်လိုက်တာဟာကိုယ်လေးချိန်ထိမ့်သိမ့်ဖို့နဲ့စွမ်းရည်ကိုထိမ့်ဖို့အကူအညီဖြစ်စေပါတယ်။နံပါတ်3တွေးပေါင်ခြင်းကိုလျှော့ချပေးတယ် ခွားရည်ဟာပိုတက်ဆီယမ်ရဲ့အကောင်းဆုံးရင်းမြစ်တစ်ခုဖြစ်ပါတယ်။တခွားရည်ကိုတောက်လိုက်တဲ့အခါပိုတက်ဆီယမ်ကိုပိုရရှိပြီးဆိုဒီယမ်ပိုတက်ဆီယမ်မျှခြေကိုကောင်းစေပါတယ်။ဒါဟာသွေးပေါင်ချိန်ကိုချစီတဲ့အကြောင်းတစ်ခုဖြစ်ပါတယ်။ပိုတက်ဆီယမ်ဟာအီလက်ထရိုလိုက်တစ်မျိုးဖြစ်ပြီးကြောက်ကပ်မှာထိမ့်သိမ်းထားတဲ့ဆိုဒီယမ်ပမာဏကိုထိညိပေးပါတယ်။တခွားရည်ဟာဆိုဒီယမ်လုံးဝနှီးပါမပါတာကြောင့်ဆိုဒီယမ်စားသုံးမှုနည်းပါးစေရန်ကူညီနိုင်ပါတယ်။တခွားရည်တောက်လိုက်တဲ့အတွက်ကြောင့်သွေးပေါင်ချိန်ဟာ ကျမ်းမာတဲ့သွေးပောင်ကြီးအတွင်းမှာရှိစေတယ်။ဒါဟာလေဖြတ်တာနှလုံးယောဂါ၊ကြောက်ကတ်ယောဂါနဲ့အမြင်ပုံဝါဓာတ်တွေကိုကာကွယ်ပေးနိုင်ပါတယ်။နံပါတ်၄အသားအရည်ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်။သခွားရည်ဟာကိုယ်ခန္ဓာအတွင်းကနေအသားအရည်ကိုပြည့်ော့စေတယ်။ရည်ဓာတ်ပြည့်ဝမှုဟာခန္ဓာကိုယ်အတွင်းရှိအစိတ်တောက်ကိုဖယ်ရှားပေးတာကြောင့်ကျန်းမာတဲ့အသားအရည်ကိုဖြစ်စေပါတယ်။သခွားသည်မှာဝက်ချံကိုကုသမှအသုံးပြုတဲ့ပန်တိုတင်းနိတ်အက်ဆစ်ဒါမှမဟုတ် ဗီတာမင် B5 ကျော်ဝစွာပါဝင်ပါတယ်။သီးထားတဲ့သခွားရည်တစ်ခွက်မှာနေ့စဉ်ဗီတာမင် B5 ပမာဏရဲ့900ခန့်တုံးခန့်ပါဝင်ပါတယ်။သခွားသီးဟာရည်တက်က95ရာခိုင်နှုန်းပါဝင်တဲ့အပြင်ဆီလီကာဓာတ်လည်းပါဝင်ပါတယ်။ဆီလီကာကဝက်ချံဘူးတွေကြောင့်ဖြစ်တဲ့ရာယံမှုတွေကိုပြေလျော့စေပါတယ်။အသားရည်၆တာကိုလည်းပြန်လည်စုပ်ပြေစေပါတယ်။ဆီလီကာဖြစ်ဆွက်စီတောက်နေတဲ့အမျိုးသမီးတွေဟာပိုမိုချောမွေးတွေအသားရည်နဲ့အဆိုးတက်မြင့်မြင့်မာမာရှိနေတာကိုတွေ့ရပါတယ်။ ။နံပါတ်5အယိုးများတန်မာစီတယ်။သခွားသီးတွေဟာဗီတာမင် K အမြောက်အများပါဝင်ပါတယ်။လှီးဖြတ်ထားတဲ့သခွားသီးတစ်ခွက်မှာနေ့စဉ်လိုအပ်တဲ့ဗီတာမင် K ရဲ့16ရာခိုင်နှုန်းအထိပါဝင်ပါတယ်။ဗီတာမင် K ဟာကျန်းမာတဲ့အယိုးတွေနဲ့တီရှူးတွေဖြစ်ပေါ်စေဖို့နဲ့လိုအပ်တဲ့ပရိုတင်းဓာတ်ဖြစ်လာစေဖို့ခန္ဓာကိုယ်ကိုကူညီပေးပါတယ်။ တခွားရည်ဟာအယိုးတံမာမှုကိုတိုးမြင့်ပေးပြီးအယိုးကျိုးနိုင်ခြင်းကိုလျှော့ချပေးပါတယ်။အယိုးပါယောဂါ osteoporosis ရှိသူတွေကိုလည်းအကျိုးပြုပါတယ်။နံပါတ်6ကြွက်သားဆွမ်းအားကို တိုးတက်စေပါတယ်။တခွားဒီမှာပါဝင်တဲ့ဆီလီကာဟာအသားအရည်အတွက်သာမကဘဲကြွက်သားတီရှူကျန်းမာရေးကိုလည်းထိန်းသိမ်းပေးပါတယ်။ကြွက်သားတွေကိုတံမာစေဖို့ထိန်းသိမ်းထားတာဟာကိုယ်နေဟန်ထားအဆင့်မြင့်တွေရဲ့ကျန်းမာရေးဇီဝကမ္မဖြစ်စဉ်ကိုယ်လေးချိန် ိတ်ဆက်မှုနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတို့အတွက်အထူးလိုအပ်ပါတယ်။တခွားရင်နေ့စဉ်တောက်တာဟာလက်ကျင်ကလုတ်ပြီးနောက်ကြွက်သားပြန်လည်နလန်ထူလာအောင်လုတ်ပေးနိုင်တယ်လို့ရေဓာတ်ပြည့်ဝအောင်လည်းလုတ်ပေးပါတယ်။နံပါတ်9ကင်ဆာဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးပါတယ်။တခွားရင်ဟာဆန့်ကျင်ဓာတ်တူပစ္စည်းဖြစ်တဲ့ antioxidant ကြွယ်ဝတဲ့အရင်းမြစ်တစ်ခုဖြစ်ပါတယ်။တခွားရင်မှာဗီတာမင် C နဲ့ beta carotene လိုမျိုး antioxidant တွေအပြင် ကွာစီတင်လက်တီယိုလင်းကမ်ဖာအပါအဝင်ဖလပနွိုက်အန်တီအောက်ဆီဒန့်တွေလည်းပါဝင်ပါတယ်ဒါကြောင့်အခွားရည်ကိုနေ့တိုင်းတောက်သုံးပေးမယ်ဆိုရင်ကင်ဆာနဲ့အခြားနာတာရှည်ယောဂတွေကိုလည်းကာကွယ်ပေးရရောက်စီတယ်လို့ကျွမ်းကျင်သူတွေကအဆိုပြုထားပါတယ်နံပါတ်၈ခန္ဓာကိုယ်အစိတ်တောက်ဖယ်ရှားပေးပါတယ်တခွားရည်ဟာ free radical တွေကိုတိုက်ဖျက်ပေးတဲ့ antioxidant ရဲ့အကောင်းဆုံးအရင်းမြစ်တစ်ခုဖြစ်ပါတယ်။ဒါခန္ဓာကိုယ်အတွင်းလိုအပ်တဲ့ အစိတ်အတောက်တွေစုပုံနေတာကိုဖယ်ရှားပေးပါတယ်။ကိုခန္ဓာအတွင်းကအစိတ်တောက်ဖယ်ရှားတဲ့အလုပ်ဆိုတာတနှစ်တစ်ခါသာလုပ်ရမယ့်အလုပ်မဟုတ်ပဲနေ့စဉ်နေ့တိုင်းလုပ်ရမယ့်အလုပ်ဖြစ်ပါတယ်။တခွားရည်နဲ့ပုံမှန်အစိတ်တောက်ဖယ်ရှားတာဟာရေရှည်ကျန်းမာရေးနဲ့အားအင်ပြည့်ဝစေဖို့အတွက်အဓိကကြပါတယ်။တခွားရည်ပြုလုပ်ပြီးတခွားရည်ဟာပြုလုပ်ဖို့အလွန်ရိုးရှင်းပါတယ်။တခွားသေးကိုလှီးဖြတ်လာပြီးခွက်တစ်ခုထဲထည့်ထားပါ။နောက်ရည်ကိုထည့်ပါ။အရသာရည်သေးကိုစိတ်ဝင်စေဖို့ ရေခဲတစ်တာတဲ့နာယီအနှဲငယ်ထည့်ထားပါဒါမှမဟုတ်ရေခဲတုံးအနှဲငယ်နဲ့စိန်တောက်နိုင်ပါတယ်ဒီလိုလုပ်ချင်းအဖြစ်အခွားသီးရဲ့အရသာနဲ့ကောင်းကျိုးတွေဟာရေထဲကိုစိတ်ဝင်သွားပါလိမ့်မယ်အဲ့ဒီသခွားရေထဲကိုလီမွန်ညှစ်ထည့်ပြီးတောက်နိုင်တယ်လို့ပူစီနန်မင့်အရွက်ထည့်ပြီးလည်းတောက်နိုင်ပါတယ်လွယ်ကူစည်းပေါ်တဲ့ပစ္စည်းဖြစ်တာကြောင့်အထင်မသေးလိုက်ပါနဲ့ကျမ်းမာရေကိုထောက်ပံ့ပေးနိုင်တာကတော့ထိတ်တန့်မှရှိနေပါတယ် အဆအဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လွယ်လွယ်လွယ်ကူကြည့်ရှုနိုင်ဖို့အတွက် subscribe ကိုချိန်ချိန်ပေးထားပါပါလို့မြစ်တာရက်ခံပါတယ်။ like နဲ့ share လုပ်လိုက်ပြီးစီစဉ်ပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Happy Great Day